။အော်ချာပြီချာပြီ။ဒီကရရဲ့တပ်ဘက်ကတော့စစ်ကောင်စီတပ်ဟာယာယီအပြစ်ခတ်ရက်စဲရေးကိုချိုးဖောက်ပြီးထိုးစစ်ဆင်တိုက်ခိုက်တာတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့တဲ့တင်းအပြင်တနိုင်းပြည်တို့လမ်းမှာ KIA နဲ့မင်းစစ်တမ်းပြည်တို့ဆက်အဖွဲ့တိုက်ပွဲဖြစ်ပွားတာတွေစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူငယ်40ခန့်တေဆုံးခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာဧပြီလ9ရက်နေ့ကငလင်ကယ်ဆယ်ရေးအတွက်အပြစ်ရကြောင်ကြေညာခဲ့တယ်လို့ KNO ကလည်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေယာယီရပ်ဆိုင်နေဆိုပြီးအတိအကျကြေညာခဲ့ပါတယ်။နှစ်ဖက်စလုံးကအပြည့်ရက်ဆယ်ရေးကာလကိုဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိရက်ပေါင်း20အပြည့်ရက်ဆယ်တယ်လို့ကြေညာထားတာပါ။ဒါပေမဲ့စစ်ကောင်စီတပ်ဟာအပြည့်ရက်ကြောင်းကြေညာပြီး24နာရီမပြည့်ခင်ဝိုင်းမော်မြို့နယ်မှာထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ပုံပေါ်မြို့ကလည်းဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ ဧပြီလ9ရက်နေ့ကစစ်ကောင်စီတပ်ဟာဝိုင်းမော်ဝါရှောင်းလမ်းမိုင်းကလမြန်ကြီးရွာအနီးတဝိုက်ကိုတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးနောက်တရက်ဖြစ်တဲ့ဧပြီလ3ရက်နေ့မှာတော့မြေပြင်ကနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာတွေဒရုန်းတိုက်ခိုက်တာတွေနဲ့လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့လမြန်ကြီးရွာဘက်ကိုဝိုင်းမော်မြို့ပြင်ကစစ်ကောင်စီခြေလင်းတိုက်ရင်ခလာရ58တပ်နဲ့မြကျင်းနာမျိုးမှာရှိတဲ့တိုင်းစစ်ဌာနချုပ်ကနေလက်နက်ကြီးတွေဖြစ်ကူနေတယ်လို့ဒေတာခံတွေစီကအတည်ရပါတယ် စစ်ကောင်စီတပ်ဟာမြေပြင်ကနေအင်အားဘလောက်နဲ့ထိုးစစ်ဆင်လာတယ်လဲဆိုတာမသိရသေးသလိုတိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်သေးဆုံးမှုအခြေအနေတွေကိုလည်းမသိရသေးပါဘူးစစ်ကောင်စီတပ်ဟာဝိုင်းမော်ဝက်ရှောင်းလမ်းမှာပြီးခဲ့တဲ့မတ်လ18ရက်နေ့ကစတင်ပြီးစစ်ရင်အားဖြစ်တင်တာတွေနဲ့စစ်ရေးလှုပ်ရှားတာတွေဆက်တိုက်ပြုလုပ်လာခဲ့တာကြောင့်တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာပါ ဧပြီလ3ရက်နေ့တရက်ထဲမှာပဲစစ်ကောင်စီတပ်ဟာပုံမော်မြို့ကိုဝိုင်းတွဲလျင်နဲ့ပုံကျဲတိုက်ခိုက်မှုအကြိမ်30ခန့်ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ပုံမော်မြို့ရဲ့ဘယ်နေရာတွေကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုမသိရသေးတယ်လို့ထိခိုက်မှုအခြေအနေကိုလည်းဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ လွန်ခဲ့တဲ့အပတ်ကဗုံဘုံမြို့မှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်းမရှိဘဲတစ်ဖက်နဲ့တစ်ဖက်လက်နက်ကြီးအပြန်အလှန်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပေမဲ့ငလင်ဘေးကြုံတွေ့ခဲ့ပြီးနောက်မှာတော့စစ်ကောင်စီတပ်ကအခုလိုတစ်ဖက်သက်ဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတာပါစစ်ရေးတင်းမာနေတဲ့တနိုင်းဒီတို့လမ်းမှာတော့ပြီးခဲ့တဲ့ရက်တတဘက်ကမင်းစီတန်းပြည်သူစစ်နဲ့ KIA ပူးပေါင်းတပ်တို့တိုက်ပွဲတွေအချင်းချင်းဖြစ်ပွားခဲ့ပါတယ် မတ်လ31ရက်နေ့မနက်ပိုင်းကတနိုင်းလီတို့လမ်းမှာရှိတဲ့လဝါကြီးရွာကစတင်ကြောင်းမှာတက်ဆွဲနေတဲ့မဲစီတန်းပီတူးစင်းနဲ့အစစ်ကောင်စီပူးပေါင်းတပ်ကို KNY ပူးပေါင်းတပ်ကတွားရောက်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်ခံခဲ့ရတဲ့မဲစီတန်းပီတူးစင်းပူးပေါင်းအဖွဲ့ဟာတက်ဆုပ်သွားပြီးနောက်လဝါကြီးရွာအနီးတစ်ဝိုက်ကို KNY ပူးပေါင်းတပ်ကထိန်းချုပ်ခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ ဧပြီလ၂ရက်နေ့မှာတော့လဝါကြီးရွာနဲ့ရှတူးစုကြီးရွာကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့တပ်ဆုပ်သွားတဲ့မင်းစစ်တပ်ဗီဒိုဆက်အဖွဲ့ဟာလည်းလဝါကြီးရွာကိုပြန်လည်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်ဧပြီလ3ရက်နေ့အထိလဝါကြီးရွာအနီးတစ်ဝိုက်ကို GNI ပူးပေါင်းတပ်ကထိ ंछ ုပ်ထားဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ31ရက်နေ့ကမွန်းရင်ဒေသက GNI တပ်မဟာရှေ့အနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ကတိုက်လေရင်နှစ်စီးနဲ့ပုံကျဲထိုက်ခိုက်ခဲ့တဲ့အတွက် စစ်တင်တန်းတက်ရောက်နေတဲ့လူငယ်40ဦးသေဆုံးခဲ့တယ်လို့တရင်ရင်းမြစ်တွေစီကသိရပါဗျ။ဘုံကျဲတိုက်ခိုက်မှုကြောင့်လူငယ်38ဦးသေဆုံးခဲ့ပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါဗျ။သေဆုံးသွားသူတွေဟာဘယ်သူပဲဝါဆိုတာမသိရသေးသလိုဒဏ်ရာရရှိသူတွေထဲမှာဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်နေပါဗျ။ ငလင်ပေးချောင်ပြည်သူလူထုဝါနဲ့ပူဆွေးနေပြီးကုနီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်အင်တိုက်အားတိုက်လှုပ်ဆောင်ရမယ့်အစားစစ်ကောင်စီတပ်ဟာဘုံကျဲတိုက်ခိုက်တာတွေထိုးစစ်ဆင်တိုက်ခိုက်တာတွေစစ်တိုက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။လာမယ့်အပတ်တွေမှာတော့အရာကြီးအပြည့်ရဆေးရေးဂျင်ညာချက်ကိုချူပေါက်ခဲ့တဲ့စစ်ကောင်စီတပ်ကြောင့်တချင်းပြည်နယ်မှာဆေးရေးအခြေအနေဘလို့ဖြစ်လာနိုင်မလဲဆိုတာဆက်လက်ဆောင်ကြည့်အောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။လင်းမြင်ပြတွေ့တွေ့စစ်တိုက်ကြီးစစ်တိုက်ကြီး